ဗုဒ္ဓဘာသာကိုကိုးကွယ်ပြီးအေးချမ်းနဲ့တောရွာလေးကြောင်းဇလံတပုတ်ကိုပြောပြပေးပါမယ်မိတ်ဆွေကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ဇလံလေးကိုနားထောင်ပေးသွားပါဦးမြစ်ကမ်းနဘေးမှာတည်ရှိတဲ့မြဆန်းဆိုတဲ့တောရွာလေးဟာမြန်မာပြည်ရဲ့အလှတရားတစ်ခုလို့ဖြစ်တည်နေတယ်ရွာထဲမှာ အင်ဂျီ30လောက်ပဲရှိပြီးအိမ်တိုင်းဟာဝါနဲ့ဆောက်ထားတဲ့ရိုးရအိမ်လေးတွေအိမ်ရှိမှာစပားခင်းတွေအနောက်ဖက်မှာတောင်ကုန်းလေးတွေအရှိမှာတော့မြေကြီးကတဖြည်းဖြည်းစီးဆင်းနေတယ်ဒီရွာလေးရဲ့အလှတရားကိုဖြည့်ဆွမ်းပေးတာကတော့ဗုဒ္ဓဘာသာရဲ့တုန်တင်ချက်တွေနဲ့နေထိုင်တဲ့ရွာသူရွာသားတွေပဲ မြတ်ဆန်းရွာမှာဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ဒလိဟာမျိုးဆက်ပေါင်းများစွာကလေးကဆွေးမြဲနေခဲ့တာရွာလယ်မှာတည်ထားတဲ့ဇေဒီလေးတစုဟာရွာသူရွာသားတွေရဲ့စိတ်အေးချမ်းမှုရဲ့တင်ကြတာတစ်ခုလို့ဖြစ်နေတယ်။မနက်တိုင်းရွာကဘုန်းကြီးကျောင်းကခေါင်းလောင်းတန်လေးကမြေကမ်းတစ်လျှောက်ပြန့်လွင့်လာပြီးရွာသူရွာသားတွေကထမင်းချိုင်လေးတွေကင်ပြီးဆုံကပ်ဖို့လာကြတယ်။ဆုံကပ်ပြီးတာနဲ့အားလုံးကဇေဒီမှာဆူတောင်းကြပြီးတရားထိုင်ကြတယ်။ဒီရွာလေးမှာဦးအောင်ကြီးဆိုတဲ့ရွာသူကြီးတစ်ယောက်ရှိတယ်။ဦးအောင်ကြီးဟာ အသက်60ကျော်ပြီးဗုဒ္ဓဘာသာရဲ့တမချင်း၅ပါးကိုတစိုက်မမတ်စောက်ထိန်တတ်သူသူကရွာသားတွေကိုအမြဲတတိပေးတယ်ဒေါသကြီးရင်စိတ်ညစ်တယ်လောဘကြီးရင်ဆင်းရဲတယ်ကိုယ်စိတ်ကိုအေးအေးချမ်းချမ်းထားနိုင်မှာဒီဘဝမှာပျော်ရွှင်နိုင်မယ်တဲ့ရွာသားတွေကလည်းဥအောင်ကြီးရဲ့စကားကိုနားထောင်ပြီးရန်ဖြစ်တာအော်ဟစ်တာမျိုးမရှိပဲအပြန်အလှန်ကူညီရင်းနေထိုင်ကြတယ် တနေ့မှာတော့မြာဆန်းရွာကိုမိုးသည်ထန်စွာရွာချပြီးမြေကြီးကြီးလာတယ်စပားခင်းတွေရေမြုပ်အိမ်တချို့လည်းရေထဲနစ်လူမိပါဖြစ်သွားတယ်ဒါပေမဲ့ရွာသားတွေကစိတ်မပူကြဘူးအားလုံးစုပြီးဇေတီမှာတရားထိုင်ဆုတောင်းကြတယ်ဒါဟာတဘာဝရဲ့စီမံမှုကံရဲ့အကျိုးတရားစိတ်အေးအေးထားရင်အကောင်းဆုံးဖြစ်လာမှာပါလို့ဦးအောင်ကြီးကအားပေးတယ်တကယ်ပဲရက်အနည်းငယ်ကြာမှာမိုးတရေကျသွားပြီးရွာလေးဟာပုံမှန်အတိုင်းအေးချမ်းမှုကိုပြန်ရလာတယ် မြတ်ဆန်းရွာလေးဟာဗုဒ္ဓဘာသာရဲ့အစိုးမတွေနဲ့အတူလူရှင်ပြီးအေဂျန်တဲ့ဘဝကိုဖျက်တမ်းနေတဲ့ရွာသားတွေရဲ့စိတ်ထဲမှာဘာသာတရားရဲ့အေဂျန်မှုကအမြဲရှိနေပြီးဒီအေဂျန်မှုကပဲသူတို့ကိုဘဝရဲ့အခက်ခဲတွေကိုကျော်ဖြတ်နိုင်စွမ်းပေးနေခဲ့တယ်။ဒီဇလန်းလေးဟာဗုဒ္ဓဘာသာရဲ့လမ်းစဉ်တွေကိုစိတ်ဝင်စားသူတယောက်ရဲ့ဘဝခရီးကိုဖော်ပြထားပါတယ်။ဗုဒ္ဓဘာသာဟာဘဝရဲ့အတိတ်ပဲကိုရှာဖွေဖို့နဲ့စိတ်ရဲ့ငြိမ်သက်မှုကိုရရှိဖို့လမ်းညွှန်ပေးနိုင်တဲ့လမ်းစဉ်တစ်ခုဖြစ်ပါတယ်။ဇလန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် အကောက်လေးအပ်ပြီးအသေးလေးတွေပေးသွားကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။